ဒီဘက်ကအောင်မထောင်တော်ကြီးကြာနေပြီလားနော်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 အဲ့ဒါမင်းကိုကျုံနေကွဲနေနေစတိုင်းတိုင်းပလဲမြင့်နဲ့မှာတွန်လိုင်းတက်တွေပစ်ချလိုက်တဲ့တိုင်းရင်ပြစ်ချက်မှုဖြစ်စဉ်အတွင်းလီမှုတည်ဆုံသွားတယ်လို့ပလဲမြင့်နဲ့ပြည်သူအုပ်ချုပ်ရေးအဖွဲ့ပါလာဖတာဝန်ရှိသူတွေကတည်ထောင်တာတချို့ကိုပြောဆိုထားပါတယ်ပလမ်းမြွတ်နဲ့ကန်တော့ရွာရက်စကန်တိုင်းတိုက်ပွဲအတွက်ဒီကြောင့်ပစ်ကူလာတဲ့တိုင်းလီရီကိုတွန်လိုက်တဲ့သူကဇွန်လဆက်ရင်နဲ့မော်လာဘိုင်းမှာပစ်ချခဲ့တာဖြစ်ပါတယ် ဒီတိုင်းရင်းပေချခခံရတဲ့နေရာကိုစိတ်ကောက်စီကလေကြောတိုက်ခဲမှုတွေစတဲ့ပြုလုပ်နေတယ်လို့ပလန်မြူနယ်ပါအဖကပြောပါတယ်။ဒါပေမဲ့စိတ်ကောက်စီဖက်ကတော့ဒီလီယဟာစစ်ချုပ်ရေးမှုကြောင့်ပြစ်ကျသွားတယ်လို့လက်ညာသတင်းထုတ်ပြန်ခဲ့ပါတယ်။ တမရော်လေးမှတိုက်ခိုက်ရေးလေရင်တစည်းဟာလေးကျင့်ပြန်တန်းရေးဆောင်ရွက်စဉ်ဇွန်လ10ရက်နေ့မွန်လွယ်12:15မိနစ်ခန့်မှာပလဲမျိုးနယ်မင်းနိုင်မင်းကျေးရွာရဲ့အရှိတ်မီတာ2000ခန့်အကွာစပားစီကျေးရွာအနီးသို့အရောက်ရုတ်တရက်ဆက်ချိုရင်းမှုဖြစ်ပေါ်ခဲ့ကမြေပြင်ပေါ်သို့ပြက်ကျခဲ့ပြီးမီးလောင်မှုဖြစ်ပွားခဲ့ပါတယ်ဒါကြောင့်ဒီသတင်းနဲ့ပတ်သက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရအင်ယူဂျီကဒီနေ့တော်ညာချက်တခုထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီထုတ်ပြန်ချက်မှာတော့စစ်ကောင်စီရဲ့လေရင်ရဟယင် ိုင်းလင်းရင်တွေနဲ့ပြည်သူ့ရဲ권ကိုခိုးလုံလာသူတွေကိုစုဝေးအဖြစ်အမေရိကန်ဒေါ်လာ5သိန်းမြန်မာကျပ်ငွေ3000ချင်းမြင့်သွားမယ်လို့ပြောပြထားပါတယ်ခင်ဗျာ။ဘယ်ကုန်းလဲ။